ဒီနေ့တော့ယောမအောရာစာခန်းကြီး၃ဖြစ်ပါတယ်။ယောမအောရာစာအခန်းကြီး၃အငယ်၁မှ၈ထိုတို့ဖြစ်လင်ယူဒလူသည်အဘဲတို့သာသည်အယေပြားလီချင်းအဖျင်အဘဲအကျိုးရှိသည်အထွေထွေသောအကျိုးများစွာရှိ၏။ထူးမြတ်သောအကျိုးဟုမူကားအယေပြားလီချင်းကိုခံသောယူဒတို့သည်ဘုရားသခင်၏ဗျာဒိတ်တော်များကိုခံရကြ၏။ သူတို့တွင် အချို့မယုံတော်လဲအဘဲဆိုပွဲရှိသည်သူတို့မယုံဘဲနေခြင်းအရာသည်ဘုရားသခင်ဤတစ္ဆာတော်ကို ဖြစ်နိုင်သလိုမဖြစ်နိုင်ရာတို့ဖြစ်၍မိန်တော်မူချက်သည်ဖြောင်းပါ၏တရားစီရင်သောအခါအောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာဒီနှင့်ဤလူခတ်သိန်းတို့သည်တစ္ဆာပြတ်တော်လဲဘုရားသခင်ဤတစ္ဆာတော်သည်တည်စေတည်းငါတို့ဤမတရားသောအမှုသည်ဘုရားသခင်ဤဖြောက်မတ်ခြင်းတရားတော်ကိုထင်ရှားစေလင်အဘယ်သို့ဆိုရသနည်းဘုရားသခင်သည်တံပေးတော်မူလျင် မတရားသော အမှုကို ပြုတော်မူသလိုထို့သောဆိုသော လူသောအတိုင်းငါဆိုတည်း ထိုသို့မဟုတ်ရာဟုတ်လျင်လောကသားတို့ကိုအပေတို့စစ်ကြောစီရင်တော်မူမည်နီထိုမှာတပါငါသည်တစ္ဆာပြတ်သောအာဖြင့်ဘုရားသခင်တစ္ဆာတော်သည်ဂုံတရီတော်ကိုတိုးပွားစေခြင်းငါကိုအပြစ်ရှိသောသူကဲ့သို့အပေကြောင့်စီရင်သေးသည်နီဟု၍မေးပြန်လျင် ကောင်းသောအကျိုးရှိစေခြင်းငှာမကောင်းသောအကျင့်ကိုကျင့်ကြကုန်ဟန်ဟု လူအချို့တို့သည်ငါတို့ကိုကဲ့ရဲ့လျက် ငါတို့စကားကို ပြန်ပြောသည့်အတိုင်းဆိုဥမည်လောထို့သို့ဆိုသော သူတို့သည်ကို အပြစ်ဒဏ်ကိုခံတိုက်ကြ၏အငယ်ကူမ20ထို့သို့ဖြစ်လျင်အဘယ်သို့နည်းငါတို့သည်မြတ်တလောဟု မေးပြန်သောအလင်းမမြတ်အကြောင်းမူကားယူရလူဟေလတလူအပေါင်းတို့သည်အပြစ်ရှိကြောင်းကိုအထက်က ပြခဲ့ပြီးကျမ်းစာလာသည်ကား ဖြောက်မတ်တော်သူမရှိတယောက်မျှမရှိ နားလေတော်သူမရှိဖျားသခင်ကိုရှာတော်သူမရှိ လူအပေါင်းတို့သည်လမ်းလွဲကြပြီတညီတညွတ်တီအတုံးမရတော်သူဖြစ်ကြပြီ ကောင်းသောအချင်းကိုကျင့်တော်သူမရှိတယောက်မျှမရှိ သူတို့ဤလေချောင်းသည် ဖွင့်ထားသောတင်ကြင်တွင်ဖြစ်၏သူတို့သည်ရှာနှင့်လှည့်စားတတ်ကြ၏သူတို့နှုတ်ခမ်းထဲမှ မွေဆိုးအစိတ်အတောက်ရှိ၏ သူတို့နှုတ်သည်ကျင်စေသောစကားကြမ်းတမ်းသောစကားနှင့်ပြည့်ဝ၏သူတို့ခြေသည်လူအသက်ကိုတတ်ခြင်းကလှည့်မြတ်၏သူတို့တွားရလမ်း၌ပျက်စီးခြင်းဒုက္ခဆင်းရဲခြင်းရှိ၏ချမ်းသာလမ်းကိုသူတို့မသိကြဘုရားသခင်ကိုကြောက်ရွံ့ရသောအကြောင်းသည်သူတို့မျက်စိ၌မထင်ဟုကြံစာလာသည် ပညာတရား၌ပါဒမြသော စကားတို့သည်ပညာတရားကိုခံသောသူတို့နှင့်ဆက်ဆိုင်သည်ကိုငါတို့သိကြ၏ထို့သောဖြစ်၍လောကီသားအပေါင်းတို့သည် စကားတခုကိုမျှမပြောနိုင်ပေဖျားသခင်ရှိတော်၌အပြစ်တင်သောသူဖြစ်ကြ၏ထို့သောပညာတရားသည်ဒုစရအပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့်ပညာတရား၏အကျင့်အာဖြင့်ဖျားသခင်ရှိတော်၌အဘယ်သူမျှဖြောက်မတ်ရာသို့မရောက်ရာ အငယ်27မှ26ယခုမူကားပညာတိကျမ်းနှင့်အနာဂတ်တိကျမ်းတို့သည်တတ်တေခန္တီနှင့်ညီပညာတရားနှင့်မဆက်ဆိုင်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားဒီဟုသောယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ယုံကြည်တော်သူ အပေါင်းတို့အဖို့ဖြစ်၍ထိုသူအပေါင်းတို့အပေါ်တို့ရောက်သောဖျားသခင်ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီးခြားနာလျင် အလင်းမရှိအဘယ်เจ้าဤဟုမူကားလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားသခင်ရှေ့တော်၌အတ္တိပြစ်ကြပြီယေရှုခရစ်ရွေးနှုတ်တော်မူသောအပြင်အဖို့ကိုမပေးဘဲ ဖျားသခင်ဤကျေးဇူးတော်ကြောင့်ဖြောင်းမရာတို့ရောက်ရကြ၏ဖျားသခင်သည်တီးခံတော်မူ၍လွန်ခဲ့ပြီသောဒုစရိုက်အပြစ်များကိုမှတ်တော်မမူရာတွင် ဖြောင်းမခြင်းတရားတော်ကို ထင်ရှားစေခြင်းက၎င်းယခုကာလ၌ဖြောင်းမခြင်းတရားတော်ကို ထင်ရှားစေ၍ယေရှုကိုယုံကြည်သောသူတို့၏အပြစ်ကိုလွတ်တော်မူသောလေတရားသဖြင့်ပြုတော်မူခြင်းက၎င်းယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအပြင်ထိုခရစ်တော်ကို အပြစ်ဖြေစေအကြောင်းဖြစ်စေခြင်းကခံထားတော်မူပြီအငယ်29မှ31တို့ဖြစ်ရင်ဝါကျွားเสียအကြောင်းကအဘယ်သို့နည်းဟုမေးတော့ဝါကျွားเสียအကြောင်းကိုပေပြီအဘယ်တရားအဖြစ်ပေသည်အကျင့်တရားအဖြစ်ပေသလိုအကျင့်တရားအဖြစ်ပေသည်မဟုတ်ယုံကြည်ခြင်းတရားအဖြစ်ပေပြီ ထိုကြောင်လူမည်သည်ကပညာတရား၏အကျင့်မရှိဘဲယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်တတ်သည်ဟုယူရ၏ဖယားသခင်သည် ယူဒလူတို့၏ဖယားသာ ဖြစ်တော်မူသောတပားမျိုးသားတို့၏ဖယားဖြစ်တော်မူသည် မဟုတ်လောဟုတ်ပေ၏တပားမျိုးသားတို့၏ဖယားလည်းဖြစ်တော်မူ၏အကြောင်းမူကားအယေပြားလီးခြင်းကို ခံတော်သူနှင့် မခံတော်သူနှစ်ဦးကိုယုံကြည်ခြင်းအဖြစ် ဖြောင့်မတ်ရာ၌တည်စေတော်မူသောဘုရားသခင်တဆူသည်ရှိတော်မူ၏တို့ဖြစ်လျင်ယုံကြည်ခြင်းအဖြင့်ငါတို့သည်ပညာတရားကိုပယ်ကြသလိုအလင်းမပယ်သာ၍တည်စေကြ၏ Okay, now we can walk into it. Bye-bye.